်ဘဲမင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဥရောက်မင်းစူးစီးတင်ဆက်ထားတာဒီသတင်းလေးမပြောခင်ပါတော့သတင်းလေးမပြောခင်ကျွန်တော်တို့ကဒါအတူလေးတွေလိုက်ဖတ်တဲ့အခါမှာကျွန်တော်တို့ကမနေ့ကဟာလာဒီလက်ရှိယာယီသမရာကြီးဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာအခုအာဆီယံ58ကြိမ်မြောက်အာဆီယံထေသီးအစည်းအဝေးကိုတက်ရမယ်ဆိုပြီးတော့ဒါသတင်းဌာနတွေကလည်းဖော်ပြထားတာရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ကပြောလိုက်တယ်ပြောလိုက်ပြီးတော့ဒီကနေ့မှာဘာဖြစ်လဲဆိုတော့တော်တော်များများပြပပြပြမီဒီယာတွေတော်တော်များများဟာဒီသတင်းကမဟုတ်ပါဘူးတွေဟုတ်ပါတယ်တွေရှောက်ပြော မဟုတ်ပါဘူးဆိုတဲ့နေရာမှာဒီသတင်းမဟုတ်ဘူးဆိုတဲ့နေရာမှာဘယ်သူမှချေချေမြင့်မြင့်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘူးကျွန်တော်ပြောချင်တာကဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒီမြန်မာသတင်းကျွန်တော်တို့ information team မှလာမေးထားတယ် BBC ကလား AFP ကလားမသိလာမေးထားတယ်ဒီသတင်းနဲ့ပတ်သက်ပြီးမြန်မာကိုလာမေးစရာအကြောင်းမရှိဘူးမေးချင်အာဆီယံအသင်းကြီးကိုမေးလိုက်ပါလားအာဆီယံအသင်းကြီးကဒီဟာတွေဖိတ်စာတွေပို့နေရလေး ကျွန်တော်ပြောချင်ချင်းလေးမလေးရှားနိုင်ငံမှာရှိတဲ့အာဆီယံအသင်းရဲ့ဟလာအခုလက်ရှိအာဆီယံဥက္ကဋ္ဌအသင်းဥက္ကဋ္ဌရုံးထိုင်နေတဲ့မလေးရှားနိုင်ငံကိုမေးလိုက်လေအဲ့ဒါကိုမလေးရှားနိုင်ငံကိုမမေးကြံတဲ့အောင်မမေးဘဲမြန်မာကိုလာမေးတယ်ပြီးလို့ရှိရင်ဟိုသတင်းမှာပေါ်ပြဒီသတင်းမှာပေါ်ပြဆိုပြီးတော့စောက်တလဲတွေ24နာရီပျော်ရွှင်မှုရမယ့်သတင်းလေးတွေရှောက်လုံနေရတယ်ဒီ NUG နဲ့တစ်ဖက်ပြည်ပြေးအုပ်စုတွေအကုန်လုံးကဒီကောင်နေရှိမှာက ပြောရရင်ဒီဘက်ကသတင်းတွေကိုပောက်ကရပြောဖို့လောက်ပဲဒီကောင်နေသတင်းဌာနတွေမှာအစွမ်းအစရှိတော့တယ် ခြံတဲ့အစွမ်းအစားဘာမှမရှိတော့ဘူးဘိုးချုပ်ကြီးကိုဟုတ်လားဒီလက်ရှိနိုင်ငံတော်ယာယီတမနာကြီးကိုအာဆီယံထိပ်သီးအစည်းအဝေး48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာဖိတ်ချင်းမဖိတ်ချင်းကိုမြန်မာကိုမေးနေစရာမလိုဘူးမင်းတို့တတိရှိရင်အာဆီယံအသင်းကိုမေးလိုက်ဘာတွေလျှောက်ဘာတွေလျှောက်ပြီးတော့ပောက်ကြရတွေလျှောက်ဟုတ်လားသူတို့ဘက်ကလူတွေပျော်အောင်ဘာတွေလျှောက်လုပ်နေရလဲဘာတွေလျှောက်ပျော်ကျွန်တော်ပြောတာဟမ်ချင်းချင်းလေးလေးကျွန်တော်ပြောချင်တာအဲ့တော့ဒီကောင်တွေဘက်က ဒီ NUG တို့ PDF တို့ပြည်ပြင်းမီဒီယာတွေဒီကောင်တွေမရှက်ဘူးလားမသိဘူးဗျခရော့ပါတယ်ဆောက်ရှက်လဲရှိမဲ့ကောင်တွေမဟုတ်ဘူးအဲစဉ်းစားကြည့်ခမရဒီသတင်းဆိုးစကားနှိုက်ရတာလွလွယ်လေးလေးဗျဘာတွေလျှောက်မေးနေရလဲဘာတွေလျှောက်ပေါ်ပြနေလဲကဲပြောပါဦးဒီဟလာတို့သူတို့ရဲ့သတင်းအားလုံးရဲ့ကြော်ယိုးဟာမြန်မာနိုင်ငံမှာရှိတဲ့အစိုးရအဖွဲ့ကိုတိတ်ခါကြပါပြောရရင်10မိနစ်တိတ်ခါကြလဲရပြီ10မိနစ်တိတ်ခါကြလဲရပြီ24နိုင်လောက်တိတ်ခါကြရင်တော်ပါပြီဆိုတော့ ရည်ရွယ်ချက်ကလွဲပြီးကြံတဲ့သတင်းအနှစ်သာရဘာမှမရှိတော့ဘူးဘာမှမရှိတော့ဘူးခမစင်းသားကြီးအဲ့တော့ပြောရလို့ရှိရင်ဒီကောင်နေဘက်မှာရှုံးနေပြီဆိုတာလဲရှုံးသင့်တယ်လို့ကျွန်တော်ဒီလိုတော့ပြောလို့ရတယ်ဘာကြောင့်လဲအရေးချင်းမရှိတဲ့ကောင်တွေသွားစုနေတာအကုန်လုံးကအားလုံးကငါ့ဖို့သမားတွေသွားစုနေတာပြည်ပြည်တွေအားလုံးကအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီကောင်တွေအနေနဲ့ဘယ်သတင်းကိုမှချေချေမြင့်မြင့်မလေ့လာတော့ဘူးဟာလာဘယ်အရာဝိတ္တုကိုမှချေချေမြင့်မြင့်မလေ့လာတော့ဘူးပတ်စံရရင်တော်ပြီး ငါတို့အစဉ်ပြေတော်ပြီဆိုတော့လမ်းကြောင်းပေါ်မှာပဲရှောက်နေတဲ့သဘောတွေကျွန်တော်တို့သွားတွေ့နေရအဲ့ကျွန်တော်အဲ့ဒီလာဒီယာယီသမရာကြီးဒီ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်မဲ့သတင်းနဲ့ပတ်သက်ပြီးဒီကောင်တွေဘက်မှာဟာတကယ်ကိုပြောရလို့ရှိရင်တခြားရှုတော်တွေကရေးထားတာမတက်ပါဘူးဒီဘာတွေညာမတက်ဘူးဆိုရင်မင်းတို့မတက်မဖိတ်ချဘူးဆိုရင်မဖိတ်ချပါဘူးဆိုတော့အိုဒီအိုဘလိုကသတင်းဆိုးကိုချပြလေမြန်မာနိုင်ငံကိုလာမမင်းနဲ့မင်းတို့မေးလို့ရတယ်အာဆီယံတို့ဘာလို့မင်းတို့နဲ့တည်ကြဆိုကျွန်တော်ပြောချင်တာအာဆီယံကမင်းတို့နဲ့ friendly ဖြစ်တယ်ဆိုမေးလေအာဆီယံအသင်းကြီးကိုမေးပြီးတော့ဒီသတင်းရေးလေအိုက်ဆိုးစပေါ်မှာသတင်းရေးလေကျွန်တော်ပြောချင်တာတော့အဲ့ဒါလေးမြင်လို့ပါကျွန်တော်ပြောတာတကယ်ကောင်းနေလို့ကျွန်တော်ပြောချင်တာအဲ့တော့နောက်သတင်းတစ်ပုဒ်ကပေါ့နော်ဒါဂျာဂျာပြက်လေးကျွန်တော်သုံးသပ်ပြတာနောက်သတင်းတစ်ပုဒ်ကဘယ်လိုလဲဆိုတော့ပြကျွန်တော်ဒီ KK pack နဲ့ပြတ်ပတ်သက်ပြီးတော့ KK pack နဲ့ပတ်သက်ပြီးတော့ဟာလာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့တစ်ဖက်ဦးပြည်ပြည်အုပ်စုတွေပြောပြတာခင်ဗျားတို့တွေ့လိမ့်မယ်ဒါပေမဲ့မနေ့ကဒီလက်ရှိဟာလာနိုင်ငံတော်အစိုးရအဖွဲ့ပြောရေးဆိုဝင်ရှိသူဝရုဇော်မင်းတို့ကမနေ့က အတီလင်းထွက်ရှင်ပြလိုက်အတီလင်းရှင်ပြလိုက်ဘာလဲဆိုတော့အဲ့ဒါက KK ဘက်စီမံကိန်းဟာတဲ့ KNU အဖွဲ့ခေါင်းဆောင်တွေကိုယ်ပိုင်ကိုယ်တိုင်ပါဝင်ပတ်သက်နေပြီးတော့တဲ့ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်မြေကိုဥပဒေမဲ့အလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်ကြောင်းမြို့သားကာဝေးရင်နဲ့လုံုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဝေချုံစုံမင်းထုံးကပြောတယ်တဲ့ KK ဘက်နဲ့ပတ်သက်ပြီးတော့မီဒီယာတွေရဲ့မေးမြန်းချက်များအပေါ် ြန်လည်ဖြေကြရမှာအမျိုးသားကကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကအောက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်တယ်။သတင်းအချက်အလက်တွေကိုကြည့်ရင် KK Pack စီမံကိန်းဆိုတာတဲ့ KNU ခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားစွာတွေ့ရတယ်တဲ့။ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်းမြေကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်တဲ့။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှလည်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမြေနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတို့ လှုပ်ဆောင်ထားတာတို့တရားဝင်တစ်ခုမှမရှိကြောင်းတွေ့ရပါတယ်တဲ့နောက်ပြီးတော့အဲ့ဒီမြေပေါ်မှာလှုပ်ဆောင်နေတဲ့လောင်းကစားတွေကိုလည်းအခကျင်းငွေယူပြီးကျေးစားကာဝယ်မှုမှာလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်တဲ့ဒီလုပ်ငန်းကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်တယ်တဲ့အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကိုအကာအဝယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင် ဒေတာရဲနိုင်ငံတကာအပေါ်မှာရာဇဝဲမှုတွေကျူးလွန်အောင်လှုပ်ဆောင်ပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ဒါပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့ကြေးစားအကြံဖက်သမားတွေဖြစ်တဲ့ KNU အဖွဲ့ကိုနိုင်ငံတကာနဲ့တိုင်းရင်းသားမိဘပြည်သူတည်လုံးကဝိုင်းဝန်းဆန့်ကျင်ကြဖို့လိုကြောင်းပြောလိုပါတယ်ဆိုပြီးဗိုလ်ချုပ်စောမင်းတော်ကဒီလိုပြောတယ်။ KK ဘက်နယ်မြေဟာတဲ့မြဝတီမြို့တောင်ဘက်မေတော်တလေးကျေးရွာအနီးထိုင်းမြန်မာနယ်စပ် တောင်ရင်မြစ်ကမ်းဘေးမှာရှိတဲ့ KNU တပ်မ6ရဲ့လှုပ်ရှားနယ်မြေမှာရှိတယ်။ BGI ရဲ့ရွှေကုတ်ကိုမြို့သစ်စီမံကိန်းဟာမြဝတီမြို့ရဲ့မြောက်ဘက်မှာတည်ရှိတယ်။ KK ဘက်မြို့သစ်စီမံကိန်းမှာအနောက်ဘက်မှာ၄ကီကော်မြို့သစ်ရှိတယ်။ဆိုပြီးတော့ဗိုလ်ချုပ်စော်မင်းကပြောတယ်။ဗိုလ်ချုပ်စော်မင်းကအဲ့ဒီမှာတော့တဲ့ငင်းညာရဲ့ကြိုးပမ်းမှုအထိမ်းအမှတ်ဖြစ် KNP နဲ့အစိုးရအဖွဲ့ဝင်ကြီးနဲ့ဝင်ကြီးချုပ်နဲ့ KNU ဥက္ကဋ္ဌရခိုင်ဥက္ကဋ္ဌစောမှုဒူးစေဖို့တို့ကဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့2015ခုနှစ်က တိဆောက်ခဲ့တာဖြစ်ပါတယ်ဒီနောက်ပိုင်းမှာ KNU များဝင်ရောက်တိမ့်ပိုက်ပြီးတော့နယ်မြေခံတွေကိုနှင်ထုတ်ပြီးတော့ KNU PDF အဖွဲ့တွေနဲ့သူတို့အဖွဲ့အထောက်အကူအဖွဲ့တွေပဲဖြစ်နေတာဖြစ်တယ်တဲ့ KK ပတ်စီမံကိန်းကိုလှုပ်ဆောင်ဖို့အတွက် KNU ရဲ့မူလအလင်းကုမ္ပဏီမူလာအစ်မူလာအစ်အလင်းကုမ္ပဏီနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတခုတို့ကနအူးလုပ်ွက်အတွက်လုပ်ငန်းညီငှားရန်ကသဘောတူညီချက်ကို2020ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာစာချုပ်ချိုးဆိုခဲ့တာဖြစ်တယ် အဲ့ဒီသဘောတူစာချုပ်ရဲ့မြေငားရန်ပေးသူအတိတ်သက်တွေများကတော့လေမူလိအလင်းဘက်မှလက်ရှိ KNU ဥက္ကရာဖရိုကွယ်ထူးဝင်း KNU ဘန်နာရေးကော်မတီအနေနဲ့လက်မှတ်ရေးထိုးထားပြီးတော့လေရခင် KNU ကာကွယ်ရေးဌာနတာဝန်ခံစောရောဂျာခင်ကလည်း KNU ဘန်နာရေးကော်မတီဘုံနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်တဲ့အဲ့ဒီအဆိုပါစာချုပ်မှာတဲ့ငားရန်လိုသည့်မြေစုစုပေါင်းဧက100ခန့်ကိုနှစ်ပေါင်း35ငားရန်ရန်သဘောတူထားခဲ့သည်ကိုလည်းတွေ့ရပြီးတဲ့ရင်းစာချုပ်တွေဟာ အခိုင်အမာရှိနေသည့်စာချုပ်များဖြစ်ကြောင်းဗိုလ်ချုပ်စော်မင်းတို့ကပြောတယ်တဲ့စာချုပ်ဖအချက်အလက်တွေအရဆိုရင်တဧကကိုတနှစ်ဘက်3500နှုံးအတွက်မြေတရာဧကအတွက်တနှစ်ဘက်3000ခွဲဖြစ်ပြီးတော့6လတစ်ကြိမ်ပေးချေပါမယ်လို့ဂရုပြုထားတာဖြစ်တယ်ဒါအပြင်ဧက30အတွက်လုံုံရင်းစောင့်ရှောက်ခအဖြစ် KNU အတွက်တလဘက်9000သတ်မှတ်ထားပြီးတော့တဲ့ စီမံကိန်းဧရိယာကျယ်ဝန်းလာတဲ့အမြလုံခြုံရေးစိတ်တိုးမြင့်ပေးမယ်လို့လည်းအဲ့ဒီစာချုပ်မှာဂရုပြုခဲ့တာတွေ့ရပါတယ်တဲ့ဆိုပြီးတော့ဗိုလ်ချုပ်ဆိုမင်းကပြောတယ်တဲ့2029ခုနှစ်မေလထဲမှာ KNU နဲ့ Trans Asia International Holding Group ဂျာမာစာချုပ်ထပ်မံချုပ်ဆိုခြင်းမှာတဲ့မယ်လအီအလင်းကုမ္ပဏီမဟုတ်တော့ပဲ KNU မှဗိုလ်မှူးချုပ်အဆင့်ရှိသူဦးစီးတဲ့ Throat Star Company နဲ့စာချုပ်ပြောင်းလဲချုပ်ဆိုခဲ့ခြင်းတွေ့ရကြောင်းပြည်ပရင်းနှီးမြှုပ်နှံသူများတွေယခင်ကကုမ္ပဏီတစ်ခုနဲ့ ကမ္ဘောဒီးယားနိုင်ငံတီယာနုဘေးစီးပွားအသင်းတို့ပူးပေါင်းပါဝင်ခြင်းတို့ကိုလည်းဖော်ထုတ်သိရှိရကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောတယ်တဲ့အဆိုပါတီယာနုဘေးဆိုတဲ့နေရာကမ္ဘောဒီးယားနိုင်ငံကာစီနိုမြို့တော်ဖြစ်ပြီးတော့ကမ္ဘောဒီးယားဝန်ကြီးချုပ်ခွန်ဆန်ကအွန်လိုင်းလောင်းကစားများအရေးယူမှု2019ခုနှစ်ဩဂုတ်လ16ရက်ကကျင်းပလိုက်သည့်နောက်ပိုင်းရင်းအွန်လိုင်းလောင်းကစားလုပ်ငန်းများဟာမြန်မာနဲ့ဖိလစ်ပိုင်ဘက်ကိုပြောင်းရွှေ့လာတယ်ဆိုပြီးသိရကြအောင်ဆိုပြီးတော့ဗိုလ်ချုပ်စော်မင်းတို့ကမနေ့ကဒီလိုသတင်းစာရှင်းလင်းပွဲဒီလိုရှင်းလင်းတာတွေ့ရတယ်ကျွန်တော်လည်းနားထောင်လိုက်ရတယ် ဲ့တော့ပြောရလို့ရှိရင်လက်ရှိအနေအထားမှာကျွန်တော်တို့ဒီဟိုနေရဗျဒီ NCA ဆယ်နှစ်ပြောင်းမှာ NCA 10နှစ်မြောက်အခမ်းအနားမှာကျွန်တော်တို့ကြားခဲ့ရတဲ့စကားလုံးတစ်လုံးရှိတယ်အဲ့ဒါဘာလဲဆိုတော့ conflict economy ဆိုရတဲ့စကားလုံးပေါ့နော် conflict economy ဆိုတာပြောရလို့ရှိရင်တော့ဒီဟာလေးကစကားအလှလေးသုံးထားတာ conflict economy ဆိုတာဥပမာပြင်ပြဿနာဖြစ်နေတဲ့အချိန်မှာစီးပွားရေးပေါ့ဗျာစီးပွားရေးလောက်ကြတယ်ပေါ့ဥပမာပြင်အဲ့လား KNU က ဘာပြဿနာဖြစ်နေတဲ့အချိန်မှာသူ့ရှိရနေပြီးတော့နေဆက်ဖြတ်ပြီးသွင်းတဲ့ပစ္စည်းတွေကိုသူကအခွန်ကောက်တဲ့အတွက်ဒီဟာတွေကပဲတရားဝင်လို့လို့သူကဒီလိုမျိုးလုပ်တာပေါ့နော်အဲ့တော့ conflict economy ကိုလက်ရှိအစိုးရကအဲခွင့်ပြုပေးဖို့ဆိုတဲ့သဘောမျိုးပေါ့ပြောရအောင်သူတို့အခွန်ကောက်လိုက်တဲ့ပစ္စည်းတွေကိုဒီကနိုင်ငံတော်ကဒီဈေးကွက်ထဲမှာသွင်းတာကိုလက်ခံပေးရမယ်ဆိုတဲ့သဘောပေါ့နော်ဆိုအဲ့အရာတွေကိုတိုက်ဖျက်ဖို့လေလက်ရှိအနေထားမှာအားလုံးတွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့တရားမဝင်ကုန်စည်စည်းစိမ်မှုကိုဟလာကျွန်တော်တို့ဟိုဒုချုပ်ကြီးဒုချုပ်ကြီးဥဆောင်ပြီးတော့တကယ်ကိုပိုက်စိတ်တိုက ဘယ်လိုခေါ်မလဲတိုက်ဖြတ်နေရခင်ဗျားတို့တွေ့တဲ့အတိုင်းပဲဒါကလည်းဒီလက်ရှိဟိုလက်နက်ကင်တိုင်းသားလက်နက်ကင်ဆိုတဲ့သူတွေရဲ့ငယ်ရိတ်ကိုတကယ်အရှိုက်ကိုထိတဲ့ဟာတွေပဲနော်ဟိုပြောကျွန်တော်ပြောချင်တာပါလို့ဆိုတော့နိုင်ငံတော်အနေနဲ့ဟိုဘယ်လိုခေါ်မလဲတချို့ကိစ္စတွေမှာဟိုတနတ်တန်မကြားရတဲ့စစ်ပွဲတွေဆင်နွှဲနေရတယ်ရှိရလို့ကျွန်တော်ဒီလိုပြောချင်တာပါထားပါတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီကဟိုတိုင်းသားလက်နက်ကင်ဆိုတဲ့သူတွေက ဒီကဘာကသကလုံးလှလေးတက်မှတ်ပေးထားတဲ့ conflict economy ဆိုတဲ့သကလုံးလေးကိုအတုံးချပြီးတော့မောင်ခိုစည်းဝါးရေးလှုပ်တာနေပြီးအခုလက်ရှိမှာဆိုလို့ရှိရင်ဒါကလူကုန်ကူးဂိုင်းနေနဲ့ကဘာကြီးကိုလိန်လယ်ဖို့အခုလို့ online ငွေ online လိန်လယ်မှုဂိုင်းတွေကိုပါသူကဒီ conflict economy ဆိုတဲ့အောက်မှာလက်ခံလာတာတွေ့ရတယ်ဆိုတော့ဒါတွေကလည်းပြောရလို့ရှိရင်ဒီဟာလား KK pack ဆိုတဲ့ဟာကလည်းသူကပထမတော့ဒီကောင်နေဆွဆွဲထားတာက ဒီဘက်ကဟာလာနိုင်ငံတော်ဘက်မှာရှိတဲ့အဲတခြားပေါ့ဗျာတခြားတကယ်အကြီးကြီးပိုင်းတချို့လူတွေပဲပါနေတယ်လို့ဘာလို့ဆွဆွဲထားပင်မဲ့လက်ရှိဟာလာပြီးခဲ့တဲ့ရက်ပိုင်းကဒီ KK ဘက်ကိုတက်မတော်ကဝင်စီးပြီးတော့တကယ်စာရွက်စာတမ်းတွေတိမ့်လာပြီးတော့ကဘာကိုချပြလိုက်တဲ့အခါမှာတကယ် KK ဘက်ကနောက်ကွယ်မှာပါနေတာကဖရိုကွယ်ထူးဝင်းတို့အုပ်စုတွေဖြစ်နေတယ်အဲ့တော့ဖရိုကွယ်ထူးဝင်းပါနေရဆိုတော့စောတော်နီလေဤတွင်ကြားမင်းလေညင်ညက်သားကောင်းသွားခြင်းဆိုတဲ့ပုံစံဖြစ်နေတယ်စောတော်နီလေဗဇက်ကိုပိတ်သွားတာ ်နော်ဒါတော့ short term นี่ကအတန်ထွက်ရှင်သေးတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့လက်ရှိအနေအထားမှာကျွန်တော်ကဒီ conflict economy ဆိုတာကိုတခြား site ကနေပြီးကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပြဿနာတွေဖြစ်နေတဲ့အချိန်မှာ short term นี่လို့ဆို short term นี่လို့လို့လူတွေခုနပြောတဲ့ broker to win တို့လူတွေဒီလူတွေကအကျိုးစီးပွားတွေဖြစ်နေတယ်အဲ့ဒီလူတွေ ਨੇ နီးစက်တဲ့စီးပွားရေးလုပ်ငန်းတွေအဲ့ဒီလူတွေ ਨੇ ပလဲနံမတင်တဲ့စီးပွားရေးလုပ်ငန်းစုတွေကဒီ conflict zone တွေထဲမှာ တကယ်ပြဿနာဖြစ်နေတဲ့ဇုံတွေထဲမှာဒီကောင်တွေရဲ့ကိုကြိုးစည်းဝါးတွေကိုလှုပ်ဆောင်နေတယ်လို့ကျွန်တော်ဒီလိုပြောလို့ရတယ်။အဲ့တော့ဒီကျွန်တော်တို့ဒီဟလာဒီ NCA ထိုးတဲ့ဆယ်နှစ်ပြည့်အခမ်းအနားမှာပြောသွားတာက NCA ကိုဒီတိုင်းသားလက်နက်ကင်ဆိုတဲ့အုပ်စုတွေလာမထိုးနိုင်ခြင်းကလည်းသူတို့ရဲ့ဒီ conflict economy ကိုထိခိုက်မှာကြောက်လို့ပြောရရင်တော့ conflict ဆိုတာကတော့ဒီပြိပခါပေါ့နော်ဒီပြိပခါကြီးခြုံငိမ့်သွားလို့ရှိရင်ဒီသူတို့ရဲ့လက်ရှိတိုင်းရင်းသား EAO ပါဆိုတဲ့ အေးကိုခေါင်းဆောင်ပါဆိုတဲ့လူတွေလက်ထဲမှာကင်ထားတဲ့စီးပွားရေးလုပ်ငန်းတွေအကုန်လုံးကနိုင်ငံတော်ရဲ့စီမံခန့်ခွဲမှုအောက်ကိုရောက်သွားမယ်။အဲ့ဒီလိုရောက်သွားလို့ရှိရင်ပြဿနာကဘာလဲဆိုတော့ KNU ကလည်းဘာမှဖြစ်ဘူး KNU လည်းဘာမှဖြစ်ဒါပေမဲ့ KNU ကိုဟုတ်လားဘယ်လိုခေါ်မလဲရုပ်သေးရုပ်လို့ကြိုးဆွဲကစားနေတဲ့ Frequent Win တို့လိုလူတွေစော်တော်နေတို့လူတွေ KNU မှာဆိုလို့ရှိရင်လည်းဟုတ်လားဂွမ်မော်တို့လိုလူတွေအဲဒီလိုလူတွေက သူတို့ရဲ့စီးပွားရေးကထိခိုက်သွားမယ်အဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့ငញ្ញမ်းရေးရဖို့အတွက်ကိုသူတို့စီးပွားရေးကိုတော့အထိခိုက်မခံနိုင်ဘူးသူတို့အတွက်ကို economic တကယ်ကိုစီးပွားရေးအထူးဆုံးနေတတ်မှတ်ပေးထားရမယ်ဆိုတော့ပုံစံအထိတောင်းဆိုတာတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့လေဒီလူတွေကတခြားအကြောင်းပြချက်တွေလုပ်ပြီးတော့ဒီယူနင်းကိုဟလာဟို NCA ကိုလက်မှတ်မထိုးတာဖြစ်တယ်လို့တချို့တကယ် NCA စာချုပ်နဲ့ပတ်သက်ပြီးတော့နားလဲတက်ကြွတဲ့လူတွေကပြောပြသွားတာရှိတယ် အဲ့တော့ဒါဆိုလို့ရှိရင်အခုလက်ရှိအခြေအနေဆိုလို့ရှိရင်ဒါ conflict economy ဆိုတာကနေပြည်တော်ဆင်သွားသလိုအားလုံးဒါထင်ထင်ရှားရှားမြင်ရပြီဒီ KK ပက်ကြီးကနေပြီးတော့เนาะဒီဟလာဒီကြားဖြန့်လုပ်ငန်းတွေ online လိမ်လည်မှုလုပ်ငန်းတွေကနေပြီးတော့ KNU အုပ်စုတွေဟာတလားတလားတနစ်တနစ်ကိုဘက်ကိုတန်းနဲ့ခြီးပြီးဝင်နေတယ်ဆိုတာဒါကဘာကြီးကလည်းသိသွားပြီဒါကိုနိုင်ငံတော်အစိုးရကလက်ဆုပ်လက်ကင်ပေါ်ပြနိုင်လိုက်တယ် ောက်တစ်ခုကျွန်တော်အမြဲပြောတယ်နိုင်ငံတော်အစိုးရဟာမပိုင်မဲနဲ့ဘယ်တော့မှမလုပ်ဘူးနော်ပိုင်မှလုပ်တာလို့ခင်ဗျားတို့ပြောတယ်ဗဇက်လေးကပြောမနေဘူးနော်အခုဒါဆိုဟဲ့လားတကယ်လား KK ဘက်ဟာမသိလို့ရှိရင်ဟဲ့လားဘာလဲဒီကနိုင်ငံတော်အစိုးရဘက်ကပဲပါလို့လို့ဟိုကပါနေလို့ဒီကပါနေလို့ပြောတယ်ဒါပေမဲ့နိုင်ငံတော်အစိုးရကမပိုင်သေးလို့မလုပ်သေးတာမပိုင်သေးလို့မဟုတ်ဘူးပိုင်တဲ့အချိန်မှာဝင်ဖမ်းတယ်ဝင်ဖမ်းပြီးတော့ဒီစာရေးစာနေအကုန်သိမ်းလာတယ်အကုန်သိမ်းလာပြီးတော့ဒါကြီးကိုကဘာကိုချပြတယ်ပေါ့ဗျာဒီလိုပြောလို့ရတယ် ဆိုတော့ဒီ KK ပတ်မှာအဓိကပြီခုနပြော 4K ကော်တို့ဘာလို့မှတကယ်နေနေတာတစ်ချိန်လုံးကတော့ဂျပန်နဲ့ဟလာ KNU OKNU ဒီကျွန်တော်တို့ for so mudu save for you တို့ group တွေနဲ့သူတို့ agreement ရပြီးတော့ဒီနေရာကိုတကယ်ငင်းငိုင်းရွာအဖြစ်တည်မဲဆိုပြီးတော့တကယ်ကိုကရင်ခေါင်းဆောင်တွေရဲ့တကယ်ကရင်အာဇာနည်တွေရဲ့ရုပ်ထုတွေပါထားထားတယ်ဒါပေမဲ့ဒီဘက်မှာနိုင်ငံရေးမသိမငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီ 4K ကော်ရွာကြီးကို အကျံဖတ်အုပ်စုတွေကဝင်သိမ်းပြီးတော့အဲ့လေးကိတ်ကိုရွာမှာရခင်ကနေထိုင်နေရတဲ့ဒေသခံကရင်လူမျိုးတွေကြတော့မောင်းထုတ်လိုက်ပြီးဒုက္ခတွေဖြစ်မောင်းထုတ်လိုက်တယ်။အဲ့ဒီမှာခုနပြောသူကွယ်ထူးဝင်းတို့အုပ်စုတွေစောတော်နီတို့အုပ်စုတွေလာနေနေတယ်။လာနေပြီးတော့အဲ့ဒါကြီးကိုတဖြည်းဖြည်းချဲ့ချဲ့ချဲ့ပြီးတော့ခုနပြောသူဟာလာ KK ပတ်လိုဟာမျိုးတွေချဲ့အဲ့ကနေပြီးတော့ပစံတွေကိုစောတော်နီတို့ကယူခုနပြောတဲ့ဖရိုကွယ်ထူးဝင်းတွေကယူပြီးတော့သူတို့ကဒီမှာစီးပွားဖြစ်နေတာ။မသိလို့ရှိရင်ပဲတခါလေဟာဒါကြီးကပဲ အာနိုင်ငံတော်ကပဲကာကွယ်ပေးထားတယ်လို့ပါလို့ဒီလိုမျိုးကဘာကိုဝါရဖြန့်တာတာဖြစ်တယ်အဲ့ဒါကြီးကိုတက်မတော်ကလက်စုပ်လက်ကင်ကဘာကိုချပြလိုက်တာဖြစ်တယ်လို့နော်ကျွန်တော်ဒီလိုသုံးသပ်ချင်တောင်းလို့ကျွန်တော်ဒီသတင်းကိုတော့တေချာဖတ်တယ်အစာဆုံးဖတ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဟိုနေနဲ့ပတ်သက်ပြီးတော့ဒီ KK Pack တို့ဒီ channel ဟလာ time မြန်မာနေဆက်မှာရှိတဲ့ဒီကြားဖြန့်စီးပွားရေးလုပ်ငန်းတွေကာစီနိုစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ YouTube မှာရှာကြည့်ပါအများကြီးတွေ့ရလိမ့်မယ်ဒါရိုက်တာများများက time ဘက်မှာရှိတဲ့စီးပွားရေး ဘယ်လိုခေါ်မလဲဝိသမသမားပေါ့နော်ဝိသမလောဘစီးပွားရေးသမားတွေ ਨੇ မြန်မာဘက်မှာရှိတဲ့လက်နက်ကင်တွေ ਨੇ ပေါင်းပြီးတော့ဒီဟာကဟိုဘယ်လိုခေါ်မလဲဟိုလိန်လယ်မှုတွေလုပ်ဖို့ဟိုစနစ်တကျတိဆောက်ထားတဲ့မျိုးတွေဖြစ်တယ်လို့နော်ကျွန်တော်ဒီလိုသုံးသပ်ချင်တယ်ဒီလိုသုံးသပ်ချင်တယ်ဒါကတပုတ်အဲ့တော့နောက်တစ်ပုတ်ကတော့ဘာလဲဆိုတော့ခင်ဗျားတို့အားလုံးတွေ့လိမ့်မယ်လက်ရှိအနေထားမှာရန်ကုန်နေပြည်နေပြည်ရန်ကုန်ပေါ့နော်အဲ့ဒီမှာ DMB ရထားတွေတကယ်ကို ကမ္ဘာအဆင့်တန်းမြေယထားတွေသွားနေတယ်ဟလားယထားတွေသွားနေတယ်တကယ်ယထားတွေကညိမ့်ညောင်းပြီးတော့သွားနေကြတယ်တကယ်အေးစိတ်နေတယ်တန်ရှင်းတက်ရက်နေတယ်ဟလားအိမ်နာအဆအကုန်လုံးအပေါ်မှာဟလားပြီးတော့ဈေးရောက်တဲ့လူတွေရှိတယ်ပြီးတော့ဘေးမြင့်ဝင်းတွေကြီးတယ်မှန်ကြီးတွေအဆဒါအားလုံးမြင်တဲ့အတိုင်းပဲဒါဒီယထားကြီးကိုစီးပြီးတော့ပြည်သူလူထုကတော်တော်ကိုပီတိတွေဖြစ်နေကြတယ်ပီတိလည်းဖြစ်မယ်ဆိုလည်းဖြစ်เสียရပဲဘာကြောင့်လဲဆိုတော့ဒါကြီးကကမ္ဘာအဆင့်မြေတကယ်ကမ္ဘာအဆင့်မြေယထား ဆိုအရာကြီးကိုလည်းလက်ရှိအနေထားမှာဘုံမူကြီးကဒီယထားပြည့်စွဲဖို့အတွက်ကိုမဖြစ်မနေမရရအောင်အကောင့်တွေပေါ်ပေးတာနော်ဒါဒါရှင်းရှင်းလေးဒီယထားပြည့်စွဲဖို့ခင်ဗျားတို့ရအောင်လို့သူကိုယ်တိုင်ဒီယထားကိုစီးတယ်စီးပြီးလိုအပ်ချက်တွေပြောတယ်အာသာချက်တွေအားနည်းချက်တွေအာသာချက်တွေရှိတော့လည်းချီးကျူးတယ်နော်ဝန်ထမ်းတွေအကုန်လုံးချီးကျူးတယ်အားနည်းချက်တွေရှိတော့လည်းခင်ဗျားတို့ဒါလေးတွေလုတ်ပေးတင်တယ်ဒါလေးတွေရေရှည်လုတ်ပေးတင်တယ်ဆိုသူဒီလိုမျိုးပြောတာတွေရှိတယ်နော်ပြည်သူတွေလည်းဒီချိန်မှာလုံးဝ satisfy fully satisfy ပေါ့နော်တကယ်ကိုအပြည့်အဝကျင်းတဲ့နှိမ့်သိမှုတွေရတယ် ဆိုတော့ဒီယထားကြည့်တဲ့ကျွန်တော်တို့ vlog တွေကြည့်တယ်ဒီယထားရှိတဲ့ footage လေးတွေကြည့်ပြီးတော့ကျွန်တော်ဘာသွားဘာသွားပြီးတော့ကျွန်တော်စဉ်းစားမိလဲဆိုတော့မြန်မာနိုင်ငံသားတွေမြန်မာပြည်သူလူထုတွေကတိုးတက်မှုအယားဆာလောင်နေတယ်တိုးတက်မှုအယားဆာလောင်နေတယ်တကယ်ပြောရရင်တော့ဗျာကမ္ဘာအဆင့်မီမဟုတ်ရင်တော့ဒေတာအဆင့်အမီเนาะတကယ်ဟိုဘလို့ခေါ်မလဲဟိုဘလို့ခေါ်မလဲရင်ရန်နေရာတွေအသုံးပြုခြင်းနဲ့ဒေတာအဆင့်မီ ဝန်ဆောင်မှုတွေလိုချင်တယ်ဒါမျိုးတွေကျွန်တော်သွားတွေ့ရတယ်အဲ့ဒီတော့လေလက်ရှိအနေအထားမှာဒီနိုင်ငံတော်အကြီးအကဲအနေနဲ့ဒါပြောနေတာတွေ့ရတယ်ကျွန်တော်တို့အဓိကဖွံ့ဖြိုးတိုးတက်ရေးဖွံ့ဖြိုးတိုးတက်ရေးဆိုတာတကယ် sustainable ပေါ့နော်တကယ်ရေရှည်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပေါ့နော်ဒါမျိုးတွေအဓိကလိုချင်တယ်ဒါမျိုးတွေဟဲ့လားကျွန်တော်တို့လုပ်ပေးမယ်နောက်ပြီးတော့လျှက်စစ်မီရရှိရေးလျှက်စစ်မီရရှိရေးခင်ဗျားတို့တွေ့ရတဲ့အချိန်မှာအစိုးရအဆက်ဆက်ကြိုးပမ်းခဲ့တယ်တမန်ယူတင်းစင်လက်ထက်မှာလည်းလျှက်စစ်မီရရှိရေးအတွက်ကြိုးပမ်းခဲ့ပေမဲ့ပုံတံတားမျိုးမျိုးဖြတ်တော့ကျွန်တော်တို့ဒီဟဲ့လားမြေဆုံရေရလဲစစ်စီမံကိန်းကြီးပြတ်သွားရတယ် ပြတ်သွားပြီအခုလုံးပြန်ပြီဒီဟိုနေကအခုဟာလာဒီဘုံမှုကြီးကဒီဟာလာဒီကျွန်တော်တို့ဒီနျူကလ িয়ার ဒါဘေးစက်ရုံထောင်းမဲဆိုလေလုတ်ပြန်ပြီဟလားအာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုကန့်ကွက်မှုတွေပါလာပြန်ပြီကျွန်တော်အဲ့လိုဘောနော်ဒီနိုင်ငံတော်ကနေဖွံ့ဖြိုးတိုးတက်ရေးလုပ်မယ်လို့ဟလားအတန်လေးပြီးလိုက်တာနဲ့ကန့်ကွက်နေတဲ့လူတွေကျွန်တော်မေးချင်တာခမရတို့ဘာကိုကန့်ကွက်နေလဲနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုမလိုချင်တာကိုကန့်ကွက်နေရခမစဉ်းစားကြည့်နော်ခမနိုင်ငံရေးအရာတောခိုတယ်နိုင်ငံရေးအရာလက်နက်ကင်တယ်ဆိုနိုင်ငံရေးစကားပဲပြောလေ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မဲ့ဟာကိုဘာကြောင့်အဟံအတားဖြစ်မဲ့ဟာတွေတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မဲ့ဟာတွေကိုအနှောက်အယှက်ဖြစ်မဲ့ဟာတွေ ਨੇ ခင်ဗျားတို့ဘာကြောင့်မလို့နိုင်ငံရေးလုံနေရကျွန်တော်ပြောချင်တာနိုင်ငံရေးလုံတယ်ဆိုတာဘယ်သူလုံးလို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ပဲလေအဲ့တော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကိုလုံနေတာကိုအဟံအတားမလို့ပဲ ਨੇ ခင်ဗျားတို့တခြားနည်းတွေနိုင်ငံရေးလုံလို့ရတယ်ဟာဒီအယူဝါဒကမကောင်းဘူးငါတို့ရဲ့အယူဝါဒကကောင်းမှလည်းဆိုရင်ခင်ဗျားတို့ချပြလေအဲ့လိုချပြပြီးနိုင်ငံရေးလုံပါ ဘာကြောင့်လဲဆိုတော့ကျွန်တော်အမြဲပြောတယ်ကျွန်တော်ကမ္ဘာမှာရှိတဲ့နိုင်ငံတော်တော်များများရောက်ဝင်တယ်ကျွန်တော်တို့မြန်မာနိုင်ငံအရန်ဆင်းရဲတယ်အရန်ခင်းအောင်ကြပြီကြံခဲ့ကျွန်တော်ပြောချင်တာအဲ့တော့အဲ့လောက်ဖြစ်နေတဲ့တိုင်းပြည်ကြီးမှာခင်ဗျားတို့ဒီဘက်ကဟလာအစိုးရအနေနဲ့သူတတ်နိုင်တယ်လို့သူစွမ်းနိုင်တယ်လို့ဖွံ့ဖြိုးတိုးတက်မှုတွေကိုလှုပ်ပေးနေတဲ့အချိန်မှာခင်ဗျားတို့ကဘာကြောင့်မလို့ဒီဖွံ့ဖြိုးတိုးတက်မှုတွေကိုနှောင့်နှေးအောင်လုပ်ရတာကျွန်တော်ပြောချင်တာဟမ်ဘာကြောင့်မလို့ဒီဖွံ့ဖြိုးတိုးတက်မှုတွေလုပ်နေတဲ့လူတွေကိုတာစီပိတ်ပစ်ခြင်းရတာကျွန်တော်ပြောချင်တာ ့လက်ရှိအနေအထားမှာဆိုကျွန်တော်ဒီယထားနဲ့ပတ်သက်တာဆိုကျွန်တော်တို့ကြည့်တယ်ဟဟလာအပေါ်မှာယထားအောင်မှာဈေးရောင်းနေတဲ့ကောင်မလေးတွေကောင်လေးတွေသူတို့တေချာတကယ့်ကိုပြသူတို့စားပြစ်ပေးနေတယ်နော်ဆိုဒါတွေကပြောရရင်ကျွန်တော်တို့တိုင်းပြည်ကဟိုရှေ့ကိုသွားမှာလေနောက်ကိုပြန်သွားမှာမဟုတ်တော့ဘာကြောင့်မလို့ရှေ့သွားနေတဲ့တိုင်းပြည်ကိုအနောက်ကိုအတင်းဆွဲချနေရတာကျွန်တော်စဉ်းစားလို့မရကျွန်တော်စဉ်းစားလို့မရဒါမှမဟုတ်ကျွန်တော်ပြောချင်တာပါလဲဆိုတော့အဓိကအားဖြင့်အဓိကအားဖြင့် ျွန်တော်ဒီယထားကိုကြည်ချင်းအပြင်ကျွန်တော်တို့တိုင်းသူပြည်သားတွေကျွန်တော်တို့နိုင်ငံသားတွေဟာဖွံ့ဖြိုးတိုးတက်မှုတွေကိုစားလောင်နေတယ်ဒီအတွက်ကိုလည်းလက်ရှိအစိုးရအနေနဲ့သူလုံပေးနိုင်တာတွေသူလုံနိုင်တာတွေအကုန်လုံးကိုလုံပေးနေတာဖြစ်တယ်လို့နော်ကျွန်တော်ဒီလိုသုံးသပ်ခြင်းတယ်ဒါကြောင့်မလို့မူရိတာပွားပါတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုခမရတော့ပါဘလို့ကြီးပဲစန့်ကျင်နေနေဘယ်ဘက်ကြီးမှာပဲနေနေတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေကိုတော့ မူရိဒာပွားကြပါလို့နော်ကျွန်တော်ဒီလိုသုံးသပ်ရင်